အားလုံးမင်္ဂလာပါဒီနေ့မှာတော့ဆရာမောင်မောင်ဖြူရေးသားထားတဲ့ဘဘိုးယုံမာတွေကမွေခေါ်မုတ်ဆိုးကြီးတာနွန့်ရဲ့ချောင်းကိုတကယ်ဖြစ်ရမှန်အဖြစ်နားဆင်ရမှာပဲဖြစ်ပါတယ်စာရေးသူကလည်းဒီနေ့ရာကနေရိုသေကိစ္စတော်ပြင်ငါတော်ကပြုတ်ရပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ရဲ့ဇလန်းလေးကို နားဆင်ခံစားအားပေးကြပါဦးခင်ဗျာဥပန်းဘာလဲကွာတင်ွေဝေကိုရွာအထိခေါ်လာပြီးရိုက်ပြမယ်ဆိုရင်ယုံမလား ောက်ကြရကွာဘဲကလာပြီးဖြစ်နိုင်မှလည်းကွာဥပန်းကျော်ကခက်ဆက်ဆက်အတန်ဖြင့်ညင်းလိုက်ပါတယ်ဥပန်းကသာမယုံတာအကိုသားလုံးကမွေးကိုရွာအထိခေါ်ပြီးရိုက်ပြမယ်လို့ပြောနေတယ်ဗျာတင်းငွေကထက်၍ပြောပြန်ပါတယ်ဒီသားလုံးဆိုတဲ့ကောင်ကအပြောမှတော့နှစ်ယောက်မရှိဘူးထိုးစဉ်စလိုင်းကျော်ဝင်အိမ်ပေါ်သို့တက်လာရင်ဘာပြောတယ် တင်းငွေမင်းကိုတာလွန်ကရွာအထိမွေးခေါ်လာပြီးရိုက်ပြမယ်လို့မင်းပြောတာငါသုံးသစကြားလိုက်ပါတယ်ဟုတ်လားအဲ့ဒီလိုမေးလိုက်ရင်အိမ်ရှိအေကန်းရှိလူအုပ်ထဲသို့ဝင်ထိုင်လိုက်ပါတယ်ဥမန်းကျော်ဤအိမ်မော်ထက်တွင် လူဆုံးနေပါတယ်ရန်ကုန်မှရောက်နေသောဧည့်သည်ဥထွန်းဤနှင့်ကိုလွန်ဦးပြီးတော့ဥမန်းကျော်ဤညီတင်ဆန်းတင်းငွေကြားတို့ယခုရောက်လာသောစလိုက်ကျော်ဝင် ရန်ကုန်မှာရောက်နေသောဧည့်သည်ဦးထွန်းကြီးနှင့်ကိုလွန်ဦးတို့မှစိုက်ပျိုးမွေးမြူရေးလုပ်ရန်နေပြည်တော်ကွန်ဆင်လေ့လာနေခြင်းဖြစ်ပါတယ်။ဘကိုးရိုးမှတောင်ကျင်ရှိတင်းအင်းရွာလေး၏ပတ်ဝန်းကျင်ဒေသတွင် မြေလွတ်မြေပိုင်းများပေါများပြီးမြေဩဇာလုံးကောင်းလာပါတယ်။နောက်ပြီးတင်းအင်းရွာနီးရှိနှစ်ပေါင်းများစွာကလေးကဖြစ်ထွန်းနေသောအင်းကြီးတစ်ခုရှိနေပါတယ်။ထို့ကြောင့်စိုက်ပျိုးရေးအတွက်ရည်ရလဲမပူရပါဘူး။ဒါကြောင့်ဥထွန်းကြီးတို့ဟာဒေသခံလူများနဲ့ စုပေါင်းဆက်ပေါင်းရေးစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလှုပ်ရန်ကိုင်စင်ပြီးလေ့လာဆွေးနွေးနေကြခြင်းဖြစ်ပါတယ်။ဧည့်သည်ဥထွန်းရီနဲ့ကိုလိုဥတို့မှာတော်ထဲမှာမွေးဖို့ရွာအထိခေါ်လာပြီးရိုက်ပြမယ်ဆိုသောတာလုံးဤပြောစကားကိုအံ့ဩနေကြပါတယ်။ဖြစ်နိုင်ပါမလား။တောအရဒေတာနဲ့မရင်နီတော်မြို့ဒေတာနေဧည့်သည်ကိုလိုဥနဲ့ကိုထွန်းရီတို့မဆိုတာနဲ့ပကိုးယုံမဒေတာနေတင်းအင်းရွာမှာဥပန်းကြော်တို့လိုရှေ့မီနောက်မီလူကြီးများကပင် တာလုံးဤစကားကိုမယုံကြည်နိုင်အောင်ဖြစ်နေပါလေဟုတ်တယ်ကိုကျော်ဝင်းသူကမင်းတို့တော့တယ်မှာမွေတွေ့ပြီးပြောတယ်သူစွာတိခေါ်ပြီးရိုက်ရမယ်တဲ့အဲ့ဒါလို့ကိုတာလုံးကပြောနေတယ်ဗျာတင်ငွေကထက်၍ရှင်းပြပါလေဒီလောက်တော့ပြောကြည့်လာတဲ့မိုးဆိုးကြီးတာလုံးကိုတော့လက်တွေဆမ်းရမယ်ကွာငါမွေတွေ့ထားတယ်ကွာဟုတ်လားဘယ်နှမှာလဲရောက်လာကလေးကဘာမှဝန်မပြောဘဲငြိမ်းသာထောင်နေတော့ ကြားတို့ကဆလိုက်ကျော်ဝင်အောင်ဖေးလိုက်ပါတယ်။ဝါဖြူမြောင်ပါကွာ။ဟိုဝါဖြူမြောင်သင်ငန်းမင်းကြီးနာကခြုံရှိတယ်မှာမို့လား။ကြားတို့ကစိတ်အေးမေးလိုက်ပါတယ်။ဟုတ်တာပေါ့ကွာ။ငါ့ကိုထွက်လိုက်လို့မနဲ့လွတ်အောင်ပြေးခဲ့ရတယ်။မွေမငန်းဆောင်မွေကြီးခြေချင်းဝန်းလောက်တော့တူပြီးအရှိက6တောင်လောက်တော့ရှိမယ်ကွာ။ဆလိုက်ကျော်ဝင်ပြောစကားကိုကြားတို့ကဆက်ကဟုတ်တယ်ကိုကျော်ဝင် ချုပ်လည်းမိုးတွင်းကမှုရှာရင်အဲ့ဒီနေရာကိုရောက်သွားပြီခြုံလေးလည်းငုံကြည့်မိလိုက်ရောတခါတည်းအပိုက်ထဲကနေထွက်လိုက်တာဒါပဲတော်သေးတာပေါ့လေးကွာပါလာလို့လေးကွာနဲ့ဇက်တိုက်ပြီးပြီးထွက်ပြေးရတယ်ပြေးခဲ့ရမယ်လေးချားတို့ရမိုးကြဆိုတာမန်းမွေတွေရဲ့မိတ်လိုက်ချင်းကွာအဲ့ဒီချိန်မှာလူတွေ့ရင်အတင်းလိုက်တတ်တဲ့ကျင့်ရှိတယ်လို့ကြားဘူးတယ်ကွာ ငါတွေးခဲ့တာကလည်းပြီးခဲ့တဲ့စောင်းဟုံးပေါင်းချိန်ကငမ်းမွေဒီတားပေါင်းချိန်လေးဒီကောင်ကြီးကအထီးလားမလားဆိုတာတော့ငါလည်းမသိဘူးဇလိုင်းကျော်ဝင်ကငမ်းမွေမျိုးတို့ဤတဘာဝဒလိစရိုက်ကြောင်းများရှင်းလင်းပြောပြနေသည်ကိုဥထွင်းဤနဲ့ကိုလုံဦးကစိတ်ဝင်စားစွာနားထောင်နေပါတယ်အဲ့ဒီချိန်မှာပဲသူတို့ပြောနေသော မုတ်ဆိုးတာလုံးရောက်လာပါတယ်တာလုံးမှာတစ်ဖက်ကလေယာလုံရင်းဝါသနာရဟင်းစားအဖြစ်သမင်းတရေ ်ခြေဝတ်ဆက်စတဲ့ပေါ်ပေါ်များကိုဒူးလေးတနက်ထောင်ကျော်ကြောဝန်စသည်လို့ဖြင့်ပြစ်ခက်ဖန်းစီ၍မုတ်ဆိုးအလုပ်ကိုလုပ်ကင်နေသူဖြစ်ပါတယ်။အင်ဂျင်20ကျော်သာရှိသောဗကိုးရုံးမှတောင်ကျင်ရှိမြေပြန့်ချင်းလူမျိုးများသာနေထိုင်သောသင်အင်းရွာလေးတွင်တာလွန်တူတဲ့သာမုတ်ဆိုးအလုပ်ကိုလုပ်ကင်သူဖြစ်ပါတယ်။သင်အင်းရွာလေးဟာဒိုင်ဦးမျိုးနယ်၏အနောက်တောင်ဘက်14မိုင်လောက်ကွာရှိကာ ဘကိုးရုံးမှတောင်ကြီးရှေ့ဘက်တွင်ကက်လျက်ရှိသောတစ်တော်ကျိုးဝိုင်းများ၏ရွာကလေးတွေဟာဖြစ်ပါတယ်။ဒါကြောင့်တင်ရင်ပတ်ဝန်းကျင်မှာသားကောင်များပေါနေသောဒေသဖြစ်ပါတယ်။အဲ့ဒီလိုသားကောင်များပေါတဲ့ဒေသဖြစ်ပြီးမြို့မှာအပျော်တန်းအမဲလိုက်မုတ်ဆိုးများဟာတင်းအေးရွာလေးသို့မကြခဏရောက်လာတတ်ပါတယ်။အဲ့ဒီအခါမုတ်ဆိုးကြီးတာလွန်ဟာထိုသူများ၏အထီးကဇက်လိုက်ဖြစ်ကူညီလှုပ်ရှားပေးနေကြဖြစ်ပါတယ်။ကဲအကိုတာလွန် မွေးတွေ့ရင်မျိုးရွာတိခေါ်ရိုက်ပြမယ်ဆိုတာအခုကုကြော်ဝင်းနဲ့ကြားတို့တို့ကဝါပြူမြောင်မှာငန်းဆောင်မွေးကြီးတွေ့ထားတယ်ဗျအဲ့ဒါရွာတိခေါ်ရိုက်ပြပြီရောဗျပြီးတော့အကိုတန်လွန်ပြောတယ်မဟုတ်လားငန်းဆောင်မွေးလို့မြည်သည်ရင်းနှီးပြီးကုန်းကြတဲ့နေရာတွေသာမြို့မှာနေရတယ်ဆိုတာအခုမွေကငန်းဆောင်မွေစစ်ဖြစ်မယ်ဗျတင်ငွေကတာလွန့်အားကြားမှာစိန်ခေါ်စကားဆိုလိုက်ပါလေဟုတ်မှလည်းလုတ်ပါကိုတာလွန့်ရာ စလိုင်းလေးကျော်ဝင်ဟာအယုံကြည်ဟန်ပြင်ဆိုပါတယ်။တာလွန်းကပြန်လဲစိန်ခေါ်လိုက်ပါတယ်။ဧည့်သည်ကိုလွန်ဦးနဲ့ဥထွန်းရီတို့မှလည်းမဖြစ်နိုင်သောအရက်မို့ပိုးကြီးစိတ်ဝင်စားနေကြပါတယ်။လူငယ်ပြီးပြီးမခံချင်စိတ်ရှိသောအလောင်းစကားဝါသနာပါသည့်ကိုလွန်ဦးကရုတ်တရက်ဝင်၏။ကဲကိုတာလွန်းပြာကြီးလုံးပဲဗျာ။တကယ်လို့ခမရရှုံးရင်ပိုက်ဆံပေးเสียရမလို့ကျွန်တော်တို့ပြန်ရန်ကုန်ယူသွားဖို့အမဲတကောင်တော့ပြစ်ပေးလိုက်ဗျာ။အချောင်းနှမ်းယူသွားမယ်။ ကောင်းပြီလေစိန်လိုက်မုတ်ဆိုးကြီးတာနုံကလည်းကိုနုံဤစိန်ခေါ်ကြီးကိုချက်ချင်းသဘောတူကြောင်းပြန်လဲစိန်ခေါ်လိုက်ပါလေကဲဒီလိုဆိုရင်လောင်းချင်းငွေတရားကိုဥပန်းကျော်လက်ထဲထည့်ထားမယ်ဥတွင်းဤကလုပ်ငန်းသဘောမြောက်စီရန်ဝင်ပြောလိုက်ပါလေအဲကောင်တာနုံကြည်လုံတော့ငွေတရားမရဘဲမွေကြိုက်ခံပြီးသိနေဦးမယ်ကိုကြီးမန်းကလည်းကျွန်တော်ထင်သေးလိုက်တာငွေသာလက်ခံတာပြီးဒိုင်လူကြီးလှုပ်လိုက်စမှာ ။ပါလုံးကသူ့ကိုယ်သူယုံကြည်မှုအပြင်နဲ့အလောင်းစားပွဲကိုအတိပြုလိုက်ပါတယ်။ရွာတိအောင်ငွေခေါ်လာပြီးရိုက်ပြမယ်ဆိုတော့အလောင်းစားပွဲသတင်းမှာတင်းအင်းလိုရွာငယ်လေးတွင် အနက်မိုးလင်းသည်နှင့်တမဟုတ်ချင်းပြန့်နှံ့သွားပါလေ။လူတိုင်းလည်းစိတ်ဝင်စားနေကြပါလေ။မနက်၁၇နာရီထိုးလောင်းမှစ၍ရွာအရှိဘက်အောင်ဆန်းဤလေခွန်းထဲတွင်ပူပန်းကြော်ခေါင်းဆောင်သောလူများရောက်နေကြပါမည်။ရာသီမှာຫນွေဥတပေါင်းလှဖြစ်၍လေခွန်းများမှာစဘာများရိတ်သိမ်းပြီး ကွင်းမြင်ကျဲမြင်ကွင်းဖြစ်နေပါလေမနေ့ညနေကလေးကတာလွန်းနဲ့ကိုလုံဦးဆလိုင်းကျော်ဝင်းတင်ငွေတို့လူစုတွေမွေးခေါ်ရိုက်ပွဲကြီးစီကံစီမြင်းများကိုတစ်ဖက်နဲ့တစ်ဖက်ညှိကြပါတယ်တာလွန်းကသူ့လေးကွာတစ်ခုသာယူသွားမယ်ဟုဆိုပါတယ်နန်းဆောင်မွေးတို့မြည်သည်ခေါင်းကြီးကိုငဲဆောင်ကြည့်ရင် လူကိုလိုက်တဲ့ကြောင်းထို့သောခေါင်းကြီးကိုဆောင်းရီကြည့်တဲ့သောဘက်မှလူယောင်ပြ၍ခေါ်လာမိဖြစ်ကြောင်းတာလွန်းကပြောပါတယ်ဒီမှာဦးထွေးကြီး ခမရတို့ကမြို့သားတွေမို့မွေအကြောင်းမသိလို့ကြောက်ချင်ကြောက်နေမှာမွေတို့ရဲ့တဘာဝဇေယိုက်မူကျင့်နေသိရင်ဘာမှကြောက်စရာမလိုဘူးတန်လုံးကမင်းညာကဥပန်းကျော်အိမ်ပေါ်တွင်ပြောပြဆွေးနွေးသွားနေပါတယ်ပြီးတော့ဆက်ခါမွေဆိုတာဟာခွေးဆွဲတယ်လို့လဲလူကိုဆွဲကိုက်နိုင်တာမဟုတ်တယ်လို့ကြားလို့လဲခိုးအိုပြီးကိုက်နိုင်တာမဟုတ်ဘူးလင်းမြန်ဖြက်လက်မှုလည်းမရှိဘူး သူအနီရောက်လာမှဒီလိုငန်းမွေမျိုးကကပြင်းထောင်ပြီးလွှဲကရန်ကနဲ့လှမ်းပေါင်နိုင်တာဒီတော့ဒီကောင်လေးကိုစိတ်တူအောင်လှုပ်ပြပြီးခေါ်လာရင်ဒီလိုငန်းမွေမျိုးကရန်လိုတတ်တဲ့မွေဟောက်မျိုးနယ်မှုဘဲခေါ်ခေါ်မြှခေါ်ရင်လိုက်လာတတ်တဲ့မွေတိရစ္ဆာန်မျိုးဗျာဥထုံးကြီးဟာမလေးကတာလွန်ပြောပြတော့အစိပ်ပြင်းမွေတို့ဤတဘာဝဓလိစရိုက်လက္ခဏာများအကြောင်းဘုဟုတ္တဖြင့်ကြားခဲ့သည်များကိုယခုသတိရနေပါတယ် ဥပန်းကျော်ဥထွန်းကြီးတို့လူတစီရောက်နေသောရွာကရွာရဲ့ရှိဘက်အောင်ဆန်းကြီးလေခွန်းဆက်တွင်ဖြစ်ပါတယ်။မွေးခေါ်ရိုက်ပွဲကိုစိတ်ဝင်စားကြသောရွာရှိ လူကြီးလူငယ်ကလေးများပါမကျန်ရောက်ရှိနေကြပါတယ်။တတ္တိကောင်သောအမျိုးသမီးအပြိုရွယ်လေးများလည်းရောက်ရှိနေပါတယ်။လူပေါင်း90ကျော်လောက်တော့ရှိပါတယ်။ယောက်ျားလူရွယ်များလက်ထဲတွင်ဝရင်းတို့များကို ကိုစီကင်ထားကြပါတယ်။ မတော်လို့မွေကလိုက်လံခိုက်ခဲ့သောသို့သောအတွင်းနဲ့သူတို့၏တသက်တွင်အချိန်တစ်ခါမှမကြားဘူးမကြုံဘူးကဲ့သို့ဖြစ်ရမို့မုတ်ဆိုးကြီးတာလွန်ပေါ်မှာအထင်မကြီးမယုံကြည်နိုင်အောင်ဖြစ်နေကြပါလေယခုလက်တွေ့ကြုံတွေ့ရမည်မို့စိတ်အားထက်သန်နေကြသလိုစိတ်ထဲတွင်လည်းတထင်းထင်းရှိနေကြပါလေရန်ရကောင်းမဲ့ထဘိုးရွယ်ဝရင်တို့နှချောင်းကိုတော့အသင့်လှုပ်ထားပါမွေကိုဒီကွန်းနဲ့ဒီခေါ်လာပြီးအများရှိတွင်ရိုက်တဲ့ပြပါမည်ဟု တာလွန်းကခက်ကြွားကြွားလေးမှားသွားသေးပါတယ်။ဒါကြောင့်ဥပန်းကျော်ကဝရင်တုံနှချောင်းကိုအသိဉာဏ်ယူလာပါတယ်။ယနေ့မနေ့9နိုင်လောက်တာလွန်းဟာကိုလွန်ဦးဥထွီတို့တဲခိုရာ ဥပန်းကျော်အိမ်သို့ရောက်ရှိလာပါတယ်။ခုမွေးကိုလွှားခေါ်မယ်ဗျ။မွန်းတဲလောက်ရောက်မွေးခေါ်လာပါမယ်။စောင့်ကြည့်ကြည့်ရန်အချောင်းမှားသားခြင်းဖြစ်ပါတယ်။ထို့ပြင်တာလွန်းကသူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့မှားချသွားသေးပါတယ်။ ကိုကြည်ပန်အဲ့ဒီကငွေတရာတွေကစံနဲ့စီငရုတ်ကျက်သွန်လေးကို အသိဝဲထားပါမွေသားဟင်းနဲ့ပြောဝဲစားချရအောင်ဗျာအရက်သုံးလုံးလောက်လဲကျွန်တော်အိမ်သွားယူထားပါပူတဲ့မွေသားကိုအချောင်းလှမ်းထားပြီးကိုလုံးဟုတို့အပြန်ထည့်ပေးလိုက်မယ်အောင်စန်းနဲ့ဖိုးခွေးလဲအစင်းနဲ့ခေါ်ရတော့မွေသားဖြတ်ပြီးချက်ပြုတ်ဖို့အောင်စန်းနဲ့ဖိုးခွေးမှာတားလွန်အမဲကောင်ရာတိုင်းဖြတ်ပေးနေကြဖြစ်ပါတယ် ကိုလုံးမှာသူတို့အလောင်းစားအတွက်စိတ်ဆိုးနေတယ်လို့စိတ်ထွေးလေတထင်းထင်းရှိနေပါတယ်။ဘိုးကောင်းငယ်မှနေကိုမော့ကြည့်လိုက်လက်မနာရီကိုကြည့်လိုက်ဖြစ်နေပါတယ်။အစိပ်ပြင်းမွေဆိုးမျိုးကိုပမာမခန့်လို့ကြီးမွေကြိုက်ခံနေရပြီလားမသိ။ဥပန်းညော်ငါးဖြူးမြောင်နဲ့ရွာနဲ့ဘဏ္ဍာမိုင်းလောက်ဝေးသေးလေဗျ။အာဗျူမြောင်ကတော့ဘယ်စီလောက်မှရှိသလဲဗျကျွန်တော်တို့သင်းရွာရဲ့ရှိဘက်ကျိုးဝိုင်းထဲမှာပါဒီကနေ၃မိုင်ခွဲလောက်တော့ဝေးတယ်ဗျ ဦးမန်းကျော်ကကိုလုံးဦးရဲ့မေးကိုဖြေလိုက်ပါတယ်။ကိုလုံးဦးကရွာခံလူများပြထားသော ထုံးပေါ်ရိုးထိပ်စီကိုလှမ်း၍မျှော်ကြည့်လိုက်ပါတယ်။တန်လုံးကထုံးပေါ်ရိုးစိပ်ဘက်အောင်ဆန်း၏လေခွန်းအထိဝေးကိုခေါ်လာပြီးအများရှိတွင်ရိုက်ပြမည်ဟုလေလုံးထွားသွားပြီမဟုတ်လား။ရွာရဲ့ရှိဘက်မှာတော့ဘုံကြီးကျောင်းရှိပါတယ်။အဟောင်းရဲ့ရှိဘက်မှာတော့လက်ဆင်ရှိပါတယ်။လက်ဆင်ဤမြောက်ဘက်တွင် အောင်ဆန်းလေကွင်း။၎င်း၏ရှိဘက်တွင်ထုံးပေါ်ယူ ခွန်မော်ယိုမှာပေ90လောက်ကျဲပါတယ်။ခွန်မော်ယိုကိုကြော်၍ဟိုဘက်90တချောက်ကိုကိုလုံးဦးတို့လူအုပ်စုကလှမ်းပြီးမြင်ရပါတယ်။ဒါကြောင့်ကိုလုံးဦးတို့လူအုပ်ဟာထွန်းမော်ယိုဤဒီဘက်အောင်စန်းလေခွန်းထဲမှာနေ၍မွေးခေါ်လာမယ့်သာလွန်အားစိတ်တည့်နေနဲ့စောင့်မျှော်နေကြပါတယ်။သာလွန်ရဲ့မွေးခေါ်ရိုက်ပွဲကိုကြည့်ရန်စုပြုံရောက်နေသော လူကြီးလူငယ်မိမပြိုလေးများကလည်းပျော်ရွှင်တဲ့ပုံဖြင့်ထင်ရှားမြင်ရာပြောနေကြပါတယ်။ လူမြင်လျင်အတင်းလိုက်တဲ့သောမွေဆိုးမွေမိုင်ငန်းဆောင်မွေမျိုးကိုမှသွားခေါ်တဲ့တာလောဟာမွေကိုမခွန်နိုင်ပဲလမ်းတွင် မွေကြိုက်ခံရပြီးအာတုပအလောင်းကို သွားယူနေရအောင်မြည်ဟုရဲ့၎င်းဒီလိုဆိုရင်အာတုပအလောင်းကိုရွာထဲထိယူလို့မဖြစ်ဘူးရွာပြင်မှာပဲထားမှဖြစ်မယ်ဟုရဲ့၎င်းလူငယ်ချို့ဤပောက်ကြရပြောဆိုနေတာများကိုကိုလွန်ဟုဟာကြားနေရပါတယ်အဲဒီလိုဆိုလျင်မိမိအလောင်းစားမှုကြောင့်မိမိပျော့ကပါနေမလားဟုသောအတွေ့ကလည်း ဖြတ်ခနဲဝင်လာပါတယ်။ဟောဟိုမောင်မလူငယ်တူကြီးထိတ်လန့်နေကြပြောစံချလိုက်သည်နဲ့လူအလုံးက ကိုလူငယ်လက်ညှိုးညွံ့ရာထုံးပေါ်ရိုးထိတ်စီသို့လှမ်းမြောက်ကြိတ်လိုက်ကြပါတယ်။ထုံးပေါ်ရိုးဤဟိုဘက်ကွန်းမြေအကျဲဆုံးတောတုံးစီမှာအနီရောင်အင်းကြီးဝတ်ထားသော လူတူဦးဤလှုပ်လှုပ်ရှားရှားပြေးလွှားနေသည်ကိုကိုလူမှုတို့လူကလှမ်းမြောက်၏မြင်နေရပါတယ်။ အနက်စီကတာလွန်ဟာအင်ဂျီနီယာဝတ်သားဒီကို ဥပန်းကျော်ကိုလွန်ဦးတို့တတိပြုမိကြပါတယ်။တာလွန်ဟာရုတ်တရက်ရက်လိုက်ပြီးနောက်သူပြန်ကြည့်ရင်လက်မလေးခွနဲ့လှမ်းပြလိုက်ပုံရပါတယ်။အဲ့ဒီနောက်ခက်သက်သက်လေးပြေးလာနေပါတယ်။သူ့နောက်မလမကန်းစီမှာ လူတရက်နှီးပါမြင်သောဗမင်းကြီးထောင်ကအနက်ရောင်မိုးကြီးတစ်ခေါင်တလွားလွားပြေးလာနေသည်ကိုအိုးတွင်းရီတို့လူအုပ်ကခေါဝါဝါလှမ်းမြင်နေရပါတယ်။ဟာဦးမောင်မော မွေးကြီးလိုက်လာနေကလူငယ်များနဲ့ကလေးအုပ်စုကတယောက်တစ်ပေါက်အော်ပြောနေကြပါတယ်။အချို့ကလေးများကမူကြောက်ရွံ့တုန်လှုပ်နေပုံရပါတယ်။အဲ့ဒီချိန်မှာပဲတာလွန်ဟာလူကြီးပျောက်သွားပါတယ်။ထုံးပေါ်ရိုးတဲ့ဘူပြေးစင်းသွားပုံရပါတယ်။ဘာကနေဆိုစလို့ထုံးပေါ်ရိုးဤဒီဘက်ထိပ်ပေါ်တွင်ပေါ်လာပါတယ်။တာလွန်ရုတ်တရက်နောက်ပြန်လှည့်ကြည့်ရင်လက်ထဲမှာလေးခွနဲ့ထုံးပေါ်ရိုးကြော်၍လှမ်းပစ်လိုက်သည်ကိုစလိုင်းကြော်ဝင် တင်ငွေကြားတို့ကိုလုံးဦးတို့လောကလှမ်းတွေးလိုက်ရပါတယ်။အဲ့ဒီတော့တာလုံးဟာဥပန်းကျော်တို့လို့စီကိုပြေးလာပါတယ်။အနည်းရောက်လေကိုကြည့်ပါကိုကြည့်ပါဝင်းရတို့တွေပါနေမို့လားပြေးပြေးပြေးရောရောရောအမောရကောင်းနဲ့ပြေးလာပြီးဒုံများတောင်းလာတော့တာလုံးလက်ထဲသို့သူပြောထားသောဝင်းရတို့နှချောင်းကိုကြားတို့ကယူပြီးပြေးသွားပေးလိုက်ပါတယ်။ ဒုံကချောင်းကိုကန်၍တာနောကထုံးပေါ်ယူပတ်သူပြန်ပြေးသွားပြန်ပါလေ။ပြုံကနေရက်လိုက်ပါလေ။မွေကြီးကလည်းရုပ်ကြီးရက်ပြီးအကက်ခတ်နေပုံရပါလေ။တာလုံးကမထီလေးစားဟာပြေငားပေလောက်ထိကက်သွားကဒုတ်တိုင်းကစားပြနေပါလေ။ကိုလူမှုတို့လူစုမှာ အသေးတရားရနဲ့ရင်ထိတ်စိုးရွံခြောက်ချနေကြပါလေ။မွေကြီးမှာဒေါသဖြစ်နေပါလေ။မောနေပုံလည်းရပါလေ။ဒါကြောင့်အလွန်အလွန်ဒေါသဖြစ်နေသောပုံစံတွင် တော်မှန်အပြင်းနဲ့ရှော့ကနေဆိုသလိုလှင်တော့အဟုန်ပြင်းတာလွန့်အားနှောက်ပေါက်လိုက်ပါတယ်။လွဲချော်သားယွန်သားမကတာလွန့်ကြော်၍ရှေ့သို့ရှော့ကနေလွန်သွားပါတယ်။တာလွန့်ကလည်းသူ့အနီးသို့မွေကြီးရုပ်ကြီးရှော့ကနေရောက်လာသည်နဲ့တပြိုင်နက်တလန်းဆုပ်ကဖြုံးကနေရှောင်ပေးလိုက်သည်နဲ့တစ်ချိန်ထဲမှာပဲလက်မတို့ဖြင့်ပပင်းခွနေတဲ့မွေကြီးခေါင်းကိုရိုက်လိုက်ပါတယ်။တဖန်မွေမိနဲ့လှမ်းရိုက်သည်ကိုလည်းတာလွန့်ကဖြက်ကနေရှောင်လိုက်ပါတယ်။ တာလွန်ရှိမှမွေကြီးကျော်လွန်သားဒီကိုမြင်လဲရတော့ကိုလွန်ဦးမှာမင်းညကတာလွန်ပြောသားတဲ့စကားကိုဖျက်ခနဲတရိယာသွားမြန်ပါတယ်။မွေဆိုတာမျိုးဟာ6ချောင်းရှိတာမဟုတ်ဘူးဗျ။ဒီတော့သွားလာလှူရှားတဲ့နေရာမှာလည်းထိချုံနိုင်စရာမရှိဘူး။ဒီတော့သူပေါက်မဲ့တိုက်မဲ့ရန်သူရဲ့သူမှန်းထားတဲ့နေရာကိုတိကျအောင်ပေါက်နိုင်စွမ်းတော့မရှိဘူးဗျ။ရွှေချော်တတ်တဲ့သဘောတော့ရှိတယ်။ အဲ့ဒီသဘောကိုသိရင်မွေးကိုဘာမှကြောက်စရာမလိုဘူးဗျ။ဒါကြောင့်မို့မွေးတွေဟာလူကိုတိတိမိမိတွေ့မှ ပေါက်နိုင်ကြိုက်နိုင်နေဆိုတာသဘောပေါက်ခါဖို့လိုတယ်ဗျ။ဒါကြောင့်ထင်ပါတယ်မွေးကြီးနဲ့တာလွန်တို့ဤတိုက်ပွဲတွင်ဝေးကြီးလှမ်းပေါက်ခြင်း၊ကြိုက်ခြင်းတို့မှာဟန်ချက်များလွဲရည်လွဲရည်သွားသဖြင့်မထီရောက်ပဲဖြစ်သွားသည်ကိုကိုလွန်ဦးတို့ကလမ်း၍မြင်တွေ့လေရပါလေ။အဲ့ချိန်မှာတာလွန်ဟာလူအုပ်ဘက်သို့ပေ20လောက်ထိစုပ်ပြေးလာပါတယ်။ လမ်းကြီးသောလူအုပ်မှာကြောက်လန့်စိတ်များဖြင့်ရုပ်ရုံတဲတဲဖြစ်သွားပါတယ်။လူအုပ်နဲ့ပေ60လောက်ရောက်မှတာလွန်ကရက်တန့်လိုက်ပြီးငွေကြီးကိုပြန်ကြည့်ရင်းရင်ဆိုင်လိုက်ပြန်ပါတယ်။ငွေကြီးကလည်းဗမင်းခွက်ကြီးထောင်ကခေါင်းကြီးငယ်ဆောင်လျက်တာလွန်အားအင်မတန်ဒေါသပုံထနေသဖြင့်စူးစူးဝါးဝါးလှန့်ကြည့်နေပါတယ်။ငွေကြီးပထမရှာကြီးကလည်းတစ်လစ်တလစ်နဲ့ထုတ်ပြနေပါတယ်။ကိုလူတို့လူအုပ်မှာအသက်တရာရနဲ့ရင်ထိတ်တုန်နေရပါတယ်။ ဒါပေမဲ့အတာလွန်ကမူမွေကြီးရှည်သို့တစ်ဖန်တိုးသွားလိုက်ပြီးဒုတ်တိုင်းကစားပြလိုက်ပါလေ။နောက်ပြန်ဆုတ်လိုက်တဲ့မွေကြီးကို စိတ်ဆွနေပုံရပါလေ။အင်းဝိုင်းကြီးတရံရံနဲ့ရမ်းနေဒီမှာကြည်၍လှသလိုပဲမြင်နေရပါလေ။ထို့စဉ်မွေကြီးဟာဒေါသပေါက်ကွဲသွားပုံရပါလေ။ရှူကနေအော်ရင်ရုပ်ချီပြေးထွက်လာပြီးတာလွန်ဟာအားနဲ့မန်းနဲ့ပေါက်ချလိုက်ပါတော့တယ်။ဟာ ကျဲလုံသောအာမေရိတန်ကြီးများကလူအုပ်စီမှကြောက်လန့်ကြရုပ်ရည်ရခတ်ပေါ်လာပါတယ်။တွေ့မြင်လိုက်ရသော မြင်ကွင်းကလည်းအသေးရရှင်းတုံစရာဖြစ်ပါတယ်။လျှက်ရပြက်ဖြစ်ပြက်သွားသောမြင်ကွင်းကြီးပါ။ရမ်းမွေကြီးကအားနဲ့မန်နဲ့ရှောကနဲ့ပြေးလာပြီးတာလွန့်အားဒေါသတကြီးအကိုက်လိုက်တွင်တာလွန့်မှာချီခေါက်လဲ၍ကျသွားပါတယ်။ထိုစဉ်ငမ်းမွေကြီးကအားနဲ့ပေါက်ချလိုက်ရင်ဖြစ်ပါတယ်။ ဒါပေမဲ့တာလွန်ကလည်းလဲချာနေရမှာလျှက်ရပြက်စိုးစလို့လက်ထဲမှာတုံးနေတအားလှမ်းရိုက်ထုတ်လိုက်ရာမွေးကြီးကောင်းမှာဖြုတ်ခနဲ့ကျသွားပါတယ်။ဒါပေမဲ့မွေးကြီးကောင်းကဖြုတ်ခနဲ့ပြန်ထောင်လာက ပေါ့ရန်အာယူလိုက်သည်နဲ့တာလွန်ကလည်းလဲချာနေရမှာတမဟုတ်ချင်းရှောင်းလေးလိုက်ရင်လက်မဒုံးနဲ့ချောင်းပြင်းမွေးကြီးရဲ့ကောင်းအားစက်ခါစက်ခါဖဲပြန်ညာပြန်ရိုက်ချရင်နောက်ဆုတ်လိုက်ပါတယ်။မွေးကြီးကလည်းအမိဖားနဲ့တဖြန်းဖြန်းလှမ်းရိုက်ပါတယ် မွေရောလူရောလုံထွေးသွားကြပါလေနှစ်ဦးလုံးလဲမောပန်းနေပုံရပါလေအပြင်းထန်တိုက်ခိုက်နေကြပြီဖြစ်ပါလေတာလွန်လဲမွေကြီးခေါင်းပြန်ထောင်းတွင် ခုံသွားပြီးညာလက်ဒုက္ခအားနဲ့ဆက်ခါဆက်ခါရိုက်နေပါလေလက်မြင်နေသောကုလုံဦးလိုလူစုမှာထိမ့်လန့်တုံလုံးနေသော စိတ်များဖြင့်ရင်တမမကြည့်နေရပါလေတာလွန်ဟာမွေကြီးဤခေါင်းကိုညာလက်မှတုတ်ပြင်အချက်ပေါင်း30တန်းအောင်ရိုက်ချနေပါလေ အဲ့ဒီနောက်တော့မွေးကြီးငြိမ်ချသွားသည်ကိုဥပန်းကျော်ဥထွန်းကြီးကိုလိုဦးတို့လူတစုကလှမ်းပြီးမြင်လိုက်ရပါတော့တယ်။အဲ့ဒီနောက်တွင်မူတာလွန်ကသူ့လက်မှဒုံနှချောင်းနဲ့ချက်ချေခက်ပြရင်ဝှေ့ရန်ပြလိုက်ပါတယ်။ပွဲပြီးသွားပြီဖြစ်ကြောင်းကိုကိုလိုဦးတို့ကနားလေလိုက်ကြပါတယ်။အဲ့ဒီနောက်ဥပန်းကျော်ကောင်းဆောင်သောလူကြီးဟာဝိုးရိုက်ကွန်းတိုက်ပွဲနေရာသို့ကြည့်ရန်အပြေးလွှားသွားလိုက်ကြပါတယ်။ဟာတော်တော်ကြီးတယ်ခေါင်းကြီးပါလား။ ယောက်ျားကြီးလက်မောင်းလောက်တော့တုတ်ပြီးဆယ်ဖေးလောက်ရှိတယ်ဟာချီးကျူးပါတယ်ခွန်သားလုံးခမရဲ့စွမ်းတက်တီကိုအစိပ်ပြင်းတဲ့ငန်းဆောင်ငွေကြီးကိုကလေးလူကြီးများက တုံလုံးချောက်ချားနေသောစိတ်များဖြင့်တက်ဟာအနော်ကြောက်ကြောက်ရွံ့ရွံ့ကြည့်နေကြရင်ထင်းမြင်ချက်အမျိုးမျိုးပေးနေကြပါတော့တယ်ဟုတ်ကဲ့ဒါလေးကတော့ဆရာမောင်မောင်ဖြူရေးသားထားတဲ့ဝိခေါ်မုံဆိုးကြီးတာလွန်ရဲ့အကြောင်းကို စာဆုံးဖက်ပြတင်ဆက်ပေးနေတာဖြစ်ပါလေ ကျွန်တော်ရဲ့တန်တွဲအစီအမပြုများဖြစ်ရင်လည်းအနှုံးညွတ်တောင်းပန်ရပါလိမ့်။ကိုမမလည်းဝင်ရောက်ဝေဖန်ကြံပြုတ်နိုင်ပါတယ်ခင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာတွေ့ကြပါမယ်ခင်ဗျ။